ထိုင်းနိုင်ငံချင်းမိုင်မြို့မှာဧပြီ21ရက်နေ့ကငလင်လောက်ခတ်သွားတဲ့ဆိုပြီးရုပ်သက်ဖိုင်အဟောင်းတွေနဲ့ဖြန့်ဝေနေကြပါတယ်။ပထမဆုံးအနေနဲ့ဟေမန်ဦးအကောင့်ကနေဖြန့်ဝေထားတဲ့ထိုင်းနိုင်ငံချင်းမိုင်မြို့မှာငလင်လောက်ခတ်မှုဆိုတဲ့ဖိုင်အကြောင်းကိုပြောပြပေးပါမယ်။ဒီဖိုင်ရဲ့ပုံမှာ21ရက်၄လပိုင်းလို့လည်းနေဆွဲထည့်ထားပါသေးတယ်။ဒီဖိုင်ကိုချိရှိသူ6000ကျော်ရှိနေပြီဖြစ်ပါတယ်။ဒီရုပ်သက်ဟာ Facebook ပြင် TikTok မှာပါပြန့်နှံ့နေတာပါ။မြစည်းမကနေရုပ်သက်ဖိုင်ကိုစကရင်ရှော့ရိုက်ပြီး Google Image မှာရှာတဲ့အခါ ပြီးခဲ့တဲ့မလ28ရက်နေ့တုန်းကငလင်လောက်ခတ်မှုရုပ်သံဖိုင်ကိုဒေါက်တာဂျက်ဆိုတဲ့ Instagram အသုံးပြုသူတစ်ယောက်ကဖော်ပြထားတာကိုတွေ့ရပါတယ်။ဒီရုပ်သံဟာယခုဖြန့်ဝေနေတဲ့ရုပ်သံနဲ့တထက်တည်းမကျပေမဲ့ လမ်းပေါ်မှာပြန့်ကျဲနေတဲ့လိန်မော်ရောင်လမ်းသားတုံးတွေအဝါရောင်နဲ့အလှဆင်ထားတဲ့ဆိုင်နဲ့ခေါင်မိုးချွန်ပါတဲ့ဆိုင်တန်းတွေပတ်ဝန်းကျင်အနေထားတွေတထက်တဲကျနေရကိုတွေ့ရပါတယ်။ဒါကြောင့်ဒါဟာဧပြီ21ရက်နေ့မှာငလင်ထပ်မံလှုပ်ခတ်ခဲ့တာမဟုတ်ဘဲမလ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ငလင်မှာရိုက်ကူးထားတာပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့ထွန်းထွန်းမင်းဆိုတဲ့ Facebook အကောင့်ကနေပြန့်ဝေထားတဲ့ shopping mall တစ်ခုရဲ့ဆက်လီကားကနေပြည့်စင်နေကြတဲ့ရုပ်သံပါ။ဒီရုပ်သံထဲမှာ21ရက်4လ2025စေနာရီဝင်းကျင်တကြောပြန်ငလင်ဆိုပြီးဖော်ပြထားပါတယ်။ တရုတ်နိုင်ငံကိုစစ်ဆေးခဲ့တာမှလည်းပြီးခဲ့တဲ့မလ28ရက်နေ့တုန်းကလှုပ်ခတ်ခဲ့တဲ့ငလင်အချောင်းကို YouTube account တစ်ခုကနေမလ30ရက်နေ့မှာဖော်ပြထားတာကိုတွေ့ရပါတယ်။ဒါကြောင့်တရုတ်သားဖိုင်ကလည်း file အဟောင်းပဲဖြစ်ပါတယ်။ဒါပြင် even 27ရက်နေ့မှာချင်းမိုင်မှာအကြီးကျယ်ငလင်လှုပ်ခတ်ခဲ့တယ်ဆိုပြီးတခြားဗီဒီယိုတွေနဲ့အမျိုးမျိုးဖော်ပြမှုတွေရှိနေပါတယ်။ဗီဒီယိုရီပေါ်မှာစာရေးရေးထားတာရုပ်တံကကြည်နေပြတ်သားမှုမရှိနေရတဲ့အကြောင်းမူရင်းဖိုင်တွေကိုရှာဖွေဖို့ခက်ခဲခဲ့ပါတယ် ဒါကြောင့်မြစီမကဧပြီ22ရက်နေ့တုန်းကထိုင်းနိုင်ငံချင်းမိုင်မှာငလင်းလုခတ်မှုရှိမရှိရှာဖွေစစ်ဆေးခဲ့ပါတယ်။ထိုင်းနိုင်ငံမိုးလေဝသဇလဗေဒကဖော်ပြချက်အရဧပြီ28ရက်နေ့တုန်းကထိုင်းနိုင်ငံမဲဟောင်ဆောင်နဲ့ချင်းမိုင်တွေမှာအင်အားနှစ်တရမခွန်နဲ့တရမကူအဆင့်ရှိတဲ့အသေးစားငလင်းငယ်လှုပ်ရှားမှုတွေရှိခဲ့ပါတယ်။ BBC ရဲ့ဖော်ပြချက်တစ်ခုမှာပြင်းအားနှစ်တရမ9အောက်ရှိတဲ့ငလင်းတွေဟာနှစ်စဉ်အကြိမ်ကြီးတန်ပေါင်းများစွာလှုပ်ခတ်လေရှိပြီးဒီလှုပ်ခတ်မှုကိုစက်ကရီယာတွေကနေပဲတိုင်းနာတိရှိနိုင်ပြီးတာမန်လူတွေမသိနိုင်ပါဘူးလို့ဖော်ပြထားပါတယ်။ ဒါကြောင့်ဧပြီ21ရက်နေ့ကထိုင်းနိုင်ငံချင်းမိုင်မြို့မှာငလင်းလောက်ခတ်မှုထပ်မံဖြစ်ပွားခဲ့တယ်ဆိုတဲ့ရုပ်သံဖိုင်တွေဟာရခိုင်ဖိုင်ဟောင်းတွေကိုပြန်လည်ဖြန့်ဝေပြီးလောက်ချံဖန်တီးထားတဲ့သတင်းတူပဲဖြစ်ပါတယ်။မြစည်းမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်ဆေးစီခြင်းတဲ့သတင်းတွေရှိခဲ့ရင်မြစည်းမကိုပေးပို့လို့ရပါတယ်။ပေးပို့မယ်ဆိုရင်တော့ t.ly/ajfbz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်ဆေးစီခြင်းတဲ့သတင်းအကြောင်းအရာကိုလင်းနဲ့တကွပေးပို့ပေးပို့မြစ်တာရက်ခံအပ်ပါတယ်။ လွတ်တော်မီဒီယာကိုဆက်လက်ရပ်တည်နိုင်ဖို့ပြည်သူတွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာမြန်မာဝင်ပြည်ချင်းကိုဦးနှိမ့်နိုင်ကြမယ်အသိပေးထိတ်ခေါ်လိုက်ပါစေ